ရသမြအားလုံးပဲမင်္ဂလာပါရှင်။ကျမတို့ရဲ့ AK Moral Stories Channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါရရှင်။စွန်ပါရွာလေးရဲ့လမ်းဆောင်တစ်ခုမှာတော့ချိုလီဘတ်တာစီးတဲ့နေရာမှာသူတို့တွေရဲ့တွန်လဲတွေနဲ့အတူတူစီးပွားရေးလုပ်ကြပါတယ်။ Podcast ကတော့သူ့ရဲ့တွန်လဲလေးကိုလမ်းရဲ့တောင်းတနေရာမှာ နေရာချထားတတ်ပြီးမိုဟန်လာကတော့လမ်းရဲ့တခြားတစ်ဖက်ချမ်းမှာနေရာချထားလိရှိပါတယ်။ဟေးမိုဟန်လာဆလတ်စီကျွန်တော်ကိုအရသာရှိတဲ့ ချိုလီဘတ်တာကိုပကံအပြည့်နဲ့ထည့်ပေးပါအောင်မိုဟန်လာဆာလက်စီကျွန်တော်တို့အရသာရှိလာတဲ့ချိုလီဘတ်တာကိုပကံပြားတစ်ချက်တည်းအပြည့်ထည့်ပေးရမှာနော်ဟာအကိုတို့ကလည်းဘာလို့ပကံပြားတစ်ချက်တည်းဖြစ်ရမှာလဲဗျကျွန်တော်ကအရသာရှိတဲ့ချိုလီဘတ်တာတွေကိုပကံပြားနှစ်ချက်တည်းကိုအပြည့်ထည့်ပေးမှာပါဟာဆရာရအဲ့လိုမလုပ်ပါနဲ့ကျွန်တော်ပြောတဲ့အတိုင်းပဲလုပ်ပေးပါ မိုဟန်လာရဲ့တလဲလေးမှာတော့ကောင်လေးနှစ်ယောက်ဟာအခုအနေနဲ့အလုံးလုံးကိုင်းကြပါတယ်။ကောင်လေးတစ်ယောက်ဟာမိဖို့ချောင်းသုံးပစ္စည်းတွေနဲ့ပကံတွေစိတ်ပြည့်နောက်တစ်ယောက်ကတော့ဆိုင်ကိုလာတဲ့ဧသည်တွေကိုအဲခံပါတယ်။အရာရာဟာအစဉ်ပြေချုံးမွေနေပေမဲ့လေမိုဟန်လာဟာသူ့ရဲ့ဆိုင်မှာအလုံးလုံးပေးနေတဲ့ကောင်လေးဆိုနုကိုရုတ်တရက်ပိုင်းရိုက်လိုက်ပါတယ်။အဲဒီအဖြစ်အပျက်ကိုမြင်လိုက်တဲ့ customer တွေအကုန်လုံးဟာလဲ shock ရသွားကြပါတယ်။ကောင်လေးဆိုနု မင်းရဲ့အကူကအခုချိန်ထိအစားအစာတွေကို ပကံတွေထဲကို မထည့်ရသေးဘူးဒီမှာရှိနေတဲ့ customer ရင်းဆိုတာငါ့အတွက်ကတော့ဖျားသခင်ပဲမင်းမသိဘူးလားကျွန်တော်တောင်းပန်ပါတယ်ကျွန်တော်အခုပဲပကံထဲကိုချက်ချင်းအစားအစာတွေထည့်ပေးလိုက်ပါမယ်ဆိုနူကအစားအစာတွေကိုထည့်ပြီး customer ရင်းစီကိုချပေးလိုက်တာနဲ့ customer ရင်းဟာလည်းစတင်သုံးဆောင်ကြပါတယ်ဆိုင်ကလုပ်ပေးတဲ့ချိုလီဘက်တာတွေဟာအရန်ကိုမှအရာသာရှိလွန်လာကြောင် လူတိုင်းဟာလည်းအစားအစာတွေကိုမြ мян မဲစားသုံးလိုက်ကြပါတယ်။အဲ့ဒီအချိန်တစ်ဖက်မှာရှိနေတဲ့မူခက်စ်ရဲ့တွန်လဲလေးမှာတော့ဆိုင်ကူလာတဲ့ customer နေရာပဲရှိနေပြီးအဲ့ဒီနေရာစလုံးကိုလည်းမူခက်စ်တယောက်ထဲတာဝန်ယူကဧည့်ခံပေးနေပါတယ်။ Hey Mukhet says ye ဒီဆိုင်မှာချိုလီဘက်တာကို စားရတာကအရန်ကိုအရသာရှိရပဲ။မင်းရဲ့သားလေးကချိုလီဘက်တာတွေကို အရန်အရသာရှိအောင်ချက်ပြုတ်တတ်တာပဲ။ငါလည်းသူ့လိုသားမျိုးလေးလိုချင်လိုက်တာ။ အဒီအချင်းအခြားတစ်ဖက်ချမ်းမှာတော့ဆုနုမင်းအယူလားခုချိန်ထိရှာဘတ်လုံနေကိုမသိသေးဘူးလားငါအကြောင်းပြချက်တွေမလိုဘူးငါကအစဉ်ပြေတာကြောင့်နောက်ထပ်တပကံသာထပ်ပေးပါငါမင်းကိုအစောကြီးကတည်းကတခါသေးပကံများနဲ့ချက်ချပေးလိုက်ဖို့ပြောထားတယ်မလားအဲ့ဒါကိုမင်းကငါပြောတာတွေကိုနားမထောင်တာလားကွာဆန်ရှင်ရင်ငါကိုလည်းနောက်ထပ်ပကံပြားတစ်ချက်ထပ်ချပေးပါဦးနော်ဆုနုဟာပကံပြားအများကြီးထဲကိုတခါသေးချိုလီဘက်တာတွေထည့်ဖို့လုပ်နေပြီး အဲ့ဒီအချိန်မှာပဲမွမ်လာဟာသူ့ရဲ့ပါကိုထက်မှန်ရိုက်ချလိုက်ပါတယ်။ဆာရှင်မွမ်လာကျွန်တော်ဘာအမားလုပ်မိလို့အခုလိုလောက်ရတာလဲ။ဆိုနုမင်းကဘာလို့စိုင်းပိုင်ရှင်ရဲ့ခွင့်ပြုချက်မရှိဘဲပကံများတွေကိုချူလီဘက်တာတွေထည့်ဖို့ပြင်ဆင်ရတာလဲ။ကျွန်တော်တောင်းမှန်ပါတယ်။ဆရာမွမ်လာကျွန်တော်အမားတခုကိုကျူးလွန်လိုက်မိပါတယ်။ဒီလိုအမားမျိုးကို နောက်ထပ်တစ်ကြိမ်ထပ်ပြီးကျွန်တော်မလုပ်တော့ပါဘူး။ကောင်းပြီဆိုနုအခုမင်းရဲ့အလုပ်တွေကိုစလုပ်လို့ရပါပြီ။ အခုငါတို့ရဲ့ဖျားသခင်လို့ customer တွေကစားသုံးဖို့အတွက်အသင့်ဆောင်နေကြပြီဆွန်နူဟာသူ့ရဲ့အလုပ်ကိုစတင်လိုက်ပြီးချက်ချင်းပကံပြားတွေထဲကို အစားအစာတွေထဲကလူတိုင်းစီကိုပေးလိုက်ပါတယ်အဲ့ဒီအချိန်တစ်ဖက်ကမူကက်စ်ရဲ့တွန်လေးလေးမှာတော့အခြေတယောက်ဟာချီလီဘက်တာတွေကိုစားသုံးနေပါတယ်မူကက်စ်ရဲ့တွန်လေးလေးမှာလည်းအဲ့ဒီ customer တယောက်သားရှိနေပြီသူကလည်းမိုဟန်လိုင်းရဲ့လူရဲ့တွေကိုစောင့်ကြည့်နေပါတော့တယ်အဲ့ဒီအရှိကသူ့ရဲ့မာနထောင်လွှားမှုနဲ့ကောင်းလေးကို လူတွေမြင်အောင်လုပ်ပြတာပဲ customer ကြီးမင်းလည်းအခုအဲ့ဒါကိုမြင်ပြီး ဖာများလုံနိုင်မှာမလို့လေသူရဲ့တွန်လဲလေးအတွက် သူကချမ်းသာတဲ့သူတယောက်စီကနေအမွေရရထားတာလေအဲ့တော့သူကမာနတော့ထောင်လားနေမှာပေါ့ဒါနဲ့ကိုကျွန်တော်ကိုတခုလောက်ပြောပြပါအောင်အခုလေလုံနေရတော့သူရဲ့တွန်လဲလေးမှာက မနေ့ကနေညအထိဘာလို့ customer တွေနဲ့တန်းစီပြီးပြည့်နှံ့နေပြီးမင်းရဲ့တွန်လဲလေးမှာကျတော့ဘာလို့ customer ကတယောက်တောင်မရှိရတာလဲ အကြည့်ကျွန်တော်ရဲ့တွန်လဲလေးမှာ customer အနေနဲ့ပဲရှိနေရကကျွန်တော်ရဲ့ဆိုင်ကစလီဘက်တာတွေကအရသာမရှိပဲ SSG ရဲ့ဆိုင်ကလက်ရာကပဲအရသာရှိရလေဖြစ်နိုင်တယ်လေမဟုတ်ဘူးအကိုမူကတိမဟုတ်ပါဘူးအကိုရဲ့လက်ရာကကောင်းလွန်းလို့မော်ပညာဆန်နေလို့တော့ခံစားရတာပါကိုရိုနီယာဇာတဲ့မှာအခုလိုဖြစ်နေတဲ့အကြောင်းရင်းတစ်ခုခုရှိလိမ့်မယ်လို့တော့ကျွန်တော်ထင်တယ်။အဲ့လိုနဲ့ပဲမူကက်ရှ်တွန်လေးလေးကတော့နေ့တိုင်းနည်းနည်းလေးပဲရောင်းရပြီ ိုဟန်လိုင်းရဲ့တလဲကတော့နေတိုင်းထောင်ထဲချီကိုရောင်းနေရပါတယ်။အဲဒါကြောင့်ပဲမုခက်ရှဲစီပွားရေးဟာလေတိုးတက်မှုမရှိပဲအရန်နေကွေးသွားတာကြောင့်သူ့ရဲ့ဆိုင်ဟာပိတ်လူနေပါဖြစ်သွားပါတယ်။ဒီနေ့မှာတော့အဖိုးအိုတရောင်စားတယောက်ဟာမိုဟန်လိုင်းရဲ့တလဲစီရောက်လာပါတယ်။ဆက်စီကျွန်တော်မနေ့ကတည်းကဘာမှမစားသေးပါဘူး။ကျွန်တော်လို့အဖိုးအိုဆင်းရဲသားလေးကိုတခုခုလောက်တော့ကျေးပါအောင်။ဆက်စ်မိုဟန်လာကတရောင်စားကိုစိတ်ဆိုးဆိုးနဲ့ကြည့်လိုက်ပြီးသူ့လက်ထဲက ရူပီတင်ကားပြတပြားကို အဖိုးအရဲ့မျက်နှာပေါ်ကိုပြစ်ချလိုက်ပါတယ်ဒီမှာအဖိုးဓာကိုယူထားပြီးပီယာနဲ့အခုဒီကနေအဝေးကိုထွက်သွားတော့ကျွန်တော်တို့ရူပီတရူပီအပြင်ဘစ်ကစ်လေးတစ်ခုတော့မရနိုင်ဘူးဆက်စတီယံအဲ့ဒါနဲ့ဆိုရင်ကျွန်တော်ကအဖိုးကိုတိန်းနဲ့ချီပြီးလှူဒန်းပေးရမှာလားအခုဒီကနေထွက်သွားပါတော့အဖိုးမမြင်ဘူးလားအဖိုးရဲ့နာမှာလူယာနဲ့ချီပြီးတန်းစီနေရအောင်လေး အဖို့ကျွန်တော်ရဲ့အချိန်တွေကိုလာပြီးမဖြုံးတိပါနဲ့တော့ဆက်စီကျွန်တော်ကိုပတ်စံမပေးပါနဲ့စားစရာတစ်ခုခုပဲပေးပါအဲ့ဒါဆိုရင်လည်းအဖိုးကိုယ်တိုင်ပတ်စံထုတ်ပြီးချိုလီတူပါရီဝယ်စားလေအဖို့ဆက်စီအဖိုးမသာပတ်စံရှိရင်ဘာလို့ဆိုင်ရဲ့ရှိမှာတောင်းစားနေရမှာလဲဆက်စီရဲ့ပြီးတော့ဆက်စီရဲ့ဆိုင်နာမည်ကရော်နီချိုလီဘာတူရီလေဆက်စီကချိုလီဘာတူရီရောင်းတဲ့သူပဲ အဲ့ဒါကိုကျွန်တော်ကိုနည်းနည်းလောက်လေးချိုလီဘက်တရီထဲကနေထည့်ကြည့်လိုက်တာနဲ့ခမားကစင်ရဲတော့မှမဟုတ်ဘူးလေအဲ့ဒီချိန်မှာပဲစီပွားရေးသမားမူဟန်လာကြီးကသူ့ရဲ့ဆိုင်မှာအလုံးလုံးနေတဲ့ကောင်းလေးရဲ့ပါကိုပြင်းပြင်းထန်ထန်နဲ့ရိုက်လိုက်ပါတယ်မင်းဒီအတုံးမကျတဲ့တရောင်းစားအဖိုးအိုကြီးနဲ့ငါငင်းခုံလုံးနေရကိုဘလောက်ထိကြောင်မင်းကတိတ်တိတ်လေးရဲ့ကြည့်နေမှလဲခုချက်ချင်းသူ့ကိုဒီကနေထွက်ခိုင်းလိုက်တော့ကောင်းလေးဟာတရောင်းစားအဖိုးအိုကြီးစီကိုသွားပြီး သူ့ရဲ့နာနာကိုကတူတူလေးနဲ့တခုခုကိုပြောလိုက်ပါတယ်။ဖဘူးအဖိုးဒီကနေထွက်သွားပါတော့အဖိုးအဲ့လိုမလို့ရင်ကျွန်တော်လည်းအလုပ်ပြုတ်သွားလိမ့်မယ်။ဘလို့ပဲဖြစ်ဖြစ်အဖိုးလည်းသိတဲ့အတိုင်းပဲဒီဘက်ကစီမာကအလုပ်လက်မဲ့တွေကအရန်များနေရကြကျွန်တော်သာအလုပ်ပြုတ်သွားရင်အသက်ရှာဖို့ကလည်းအရန်ခက်ခဲတဲ့အဖိုးရကျွန်တော်ရဲ့အလုပ်ရှင်ကိုစားကျွန်တော်တောင်းပန်ပါတယ်နော်။အေးပါသားလေးရေမင်းတို့ကောင်းလေးတွေအားလုံးတနေ့ကျရင်တိုးတက်လာကြမှာပါ။ မင်းတို့ကြောင့်ပဲဒီဆိုင်ကမင်းတို့ရဲ့အလုပ်ရှင်ဟာဘီလီယံနာဖြစ်နေတာ။ကောင်းပါပြီ။ငါလည်းခုဒီနေရာကနေသွားတော့မယ်။တရောင်စာအဖူဦးကြီးဟာမူခက်ရှဲတွန်လဲစီတန်းတန်းမမတ် ရှောက်သွားပါတယ်။အဲဒါကိုမူခက်ရှာဆိုလီဘာတူရီတပွဲကို အမြန်ပြင်ဆင်လိုက်ပြီးချစ်ချစ်ခင်ခင်နဲ့တရောင်စာအဖူဦးကြီးကိုကျွေးမွေးလိုက်ပါတယ်။မင်းရဲ့စီးပွားရေးကိုဖျားသခင်ရဲ့အစာရှောက်တရကိုလိုတလောက်ထိဖွံ့ဖြိုးပြီးထိုးတက်မှာပါ။အဖိုကျွန်တော်ခုထိစီးပွားရေးကိုစတာမစရသေးဘူး။ ကျွန်တော်မှပတ်စံလဲမရှိဘူး။ဒါပေမဲ့အဖိုးဘိုက်စာနေချိုလီဘာတူရီလေးတော့စားလို့ရပါတယ်။ဂျေဆုတင်ပါတယ်တားလေးရေ။ဒါနဲ့မင်းရဲ့ဆိုင်ကသူ့ကိုသူဖားလို့ခရိုနီချိုလီဘာတူရီရောင်းတဲ့သူလို့ခေါ်ရလဲဆိုတာအဖိုးကိုမင်းပြောပြပေးနိုင်မလား။အဖိုးသူကဒီစီပွားရေးကိုနှစ်ပေါင်းများစွာလှုပ်လာခဲ့တာကြားပြီလေ။သူကကျွန်တော်ထက်အတွေ့အကြုံပိုရှိတယ်။အဲဒါကြောင့်မဲသူကထရောင်နေအများကြီးရထားတာလေ။အဲဒါကြောင့်မဲသူကိုလူတွေက ရိုနီချိုလေဘာတူရီရောင်းနေလူလို့ခေါ်ကြတာအဖိုးအဲ့ဒီအချိန်ကလေးကသူကလည်းသူ့ရဲ့ဆိုင်ကို ခရိုနီချိုလေဘာတူရီရောင်းနေသူလို့နာမည်ပေးထားလိုက်တာလေဒါပေမဲ့တာတကယ်တမ်းမှာတော့တာမင်းထပ်ပို့ပြီးခရိုနီဖြစ်တဲ့သူ မရှိသေးပါဘူးလို့ပြောကချိုလေဘာတူရီကိုစားသုံးလိုက်ပါတယ်ဒီလိုပြောပြရတဲ့တရောင်စားဟာမူကန်စီရဲ့ဆိုင်ကနေထွက်ခွာလာပြီးအကွာဝေးအနေငယ်ရှိတဲ့လမ်းပေါ်မှာရထားတွေကထဲဝင်သွားပါတယ် ူကန်ဆာလည်းအဝေးကနေကြီးနေပြီးအဲ့ဒီအဖြစ်ပြက်ကိုအရန်ကိုထူဆန်းတဲ့အတွက်အပြေရှာနေရပါတယ်။အဖိုးကထူဆန်းလိုက်တာ အဖိုးမသားကရှိရင်ဘာလို့အစားတတောင်းနေရတာလဲ။အဲ့ဒီအချိန်မှာပဲမိုဟန်လာဟာမူကန်ကိုစတင်လှောင်ပြပါတယ်။ဘာလဲမူကန်မင်းကလည်းစားပြီးထွက်သွားတော့မလို့လား။မူကက်စ်မိရဲ့တလဲကိုဒီနေရာကနေဖယ်ပြီးထွက်သွားတော့ဖို့အဲ့ဒီအတွက်ငါဘယ်နှခါပြောရမလဲမင်းကလည်းဘလို့မှမရှင်းနိုင်ပါဘူးဒီနေရာမှာတလဲဒီမှာရှိနေသေး၍ မင်းရဲ့ချူလီဘက်တရီကိုရောင်းနိုင်မှာမဟုတ်ဘူး။မွန်လာဟာမူကက်ရှ်ကိုနေတိုင်းအဲ့လိုမျိုးလောင်ပြောင်တက်ပါတယ်။မူကက်ရှာလည်းအဲ့စကားတွေကိုကြားတော့အယံစင်မကောင်ဖြစ်ပေမဲ့လည်းသူ့လိုစင်ရဲသားကဘာမှလုပ်မရပါဘူး။မူကက်ဆာအင်းရဲ့တာဝန်ကိုထမ်းထားရသူလည်းဖြစ်ပါတယ်။ဟုတ်တယ်ဟုတ်တယ်။မွန်လာပိုင်းမင်းကကိုပြောချင်တာပြောလို့ရတယ်။ဒါပေမဲ့တခုတော့မှတ်ထားပါ။လူတိုင်းရဲ့နေရဟာတနေ့တော့လာမှာပါ။မူကက်မင်းရဲ့တာယာရဲ့နေရတွေကအကုန်ဆုံးသွားခဲ့ပြီလေ။ အခုအမောင်နေရတွေပဲကြန့်ရှိတော့လေအဲ့စကားကိုကြတော့မုခက်ဆာစိတ်မကောင်းဖြစ်သွားပါတယ်မုခက်ဆာဘာတူရီတွေကိုကြော်တဲ့အခါစီကောင်းကောင်းကိုပဲတုံတက်ပြီးဒါကြောင့်မုခက်ဆာတနေ့တခြားပူဆင်းရလာပါတယ်ဒီနေ့မှာတော့မုခက်ရှေ့စနီးဟာသူ့ကိုတခုခုပြောပါတယ်မုခက်နားထောင်မအောင်အခုတော့တော်လာပြီဒီလိုမျိုးကဆက်နေနိုင်တော့မှာမဟုတ်ဘူးရှင်ချွလီဘာတူရီတွေကိုမရောက်ရရင်လေရှင်ဘာလို့အဲ့နေရာကိုပဲထက်ခါထက်ခါသွားနေရတာလဲ ကျမတို့အိမ်မှာစားစရာဘာမှမရှိဘူး။လူကတ်ရှင်ဒီနေ့စားစရာမြူလာရင်ကျမတို့ကအငက်သေးရမှာလား။ကျမခုဒီအိမ်ကနေထွက်သွားမယ်။မူကတ်ရှာသူ့ရဲ့တွန်လေးကိုယူပြီးလမ်းထောင်တနေရာလေးကိုသွားပေးမယ်လေ။ဒီနေ့မှလည်းမူကတ်စုဆိုလီဘာတရီကိုတပွဲထောင် ရောင်းရခဲ့ပါဘူး။နေ့လယ်ပတ်မှာတော့မူကတ်စာမွဟလာလေးစီကို ပစံချီဖို့အတွက်လမ်းလျှောက်လာပါတယ်။မွဟလာပိုင်းကျွန်တော်ကိုပစံနည်းနည်းလောက်ချီပါဦး။ကျွန်တော်ပစံကိုအမြန်ဆုံးပြန်ဆက်ပါမယ်။ Mukas မင်းကစီလာတော့အမှန်နေဒါပေမဲ့ငါမင်းကိုပတ်စံမချိဘူး Mukas မင်းထွက်သွားတော့ဒီနေရာကနေထွက်သွားငါကငါရဲ့အဖေကိုတောင်ပတ်စံမချိဘူးဘူးတကယ်လို့ငါကမင်းကိုပတ်စံချိခဲ့ရင်တော့မင်းကဘာပြန်ပြီးမှလဲငွေလာ Mukas ကိုအဆက်အများကြီးရအောင်လုပ်ပါတယ် Mukas တယောက်ဟာသူ့ရဲ့သက်တီရေပြောင်းဆုံးနေချိန်မှာပဲရုတ်တရက်ကာတစီဟာအဲ့နေရာကိုရောက်လာပြီးကားကိုရက်လိုက်ပါတယ်ကားထဲကနေလေအရင်နေ့ကတရောင်းစားဖြစ်ထွက်သွားခဲ့တဲ့အပူကြီးဟာ စီးပွားရေးသမားတရားအဖြစ်ထွက်လာပါတယ်။အဖိုးအိုကိုကြည်လိုက်တာနဲ့အဖိုးကြီးဟာဘီလီယံနာမန်တန်းသည့်ကြပါတယ်။မွန်လာကတော့အဲ့ဒီချမ်းသာတဲ့စီးပွားရေးသမားဟာသူ့ရဲ့ဆိုင်ကိုလာတယ်လို့ထင်ခဲ့ပေမဲ့လေတကယ်တမ်းမှာတော့အဖိုးအိုဟာမူကန်စီရဲ့စီကိုပဲသွားခဲ့ပါတယ်။ဒါလေမင်းငါ့ကိုမှတ်မိလား။အဖိုးကအိမ်နေတော့ကတရောင်းစားဖြစ်ဟန်ဆောင်လာခဲ့တဲ့သူပါ။အော်ဟုတ်ကဲ့အဖိုးကတကယ်တမ်းမှာတော့ကြီးမြတ်တဲ့လူတယောက်ဖြစ်နေရ ው ။ဒါပေမဲ့ဘာလို့အဖိုးကကျွန်တော်စီလာရတာလဲ။ အဖိုးအိမ်တွေကဘာလို့တရားစားဖြစ်ဟန်ဆောင်ခဲ့လဲဆိုတာပြောပြပါမယ်။တကယ်တော့အဖိုးကကြီးမားတဲ့လုပ်ငန်းတွေပိုင်ဆိုင်ထားတဲ့စီးပွားရေးသမားပါ။အဖိုးမှာလုပ်ငန်းတွေအများကြီးရှိပါတယ်။အဖိုးချွလီဘတ်တရီကို franchise ဆိုင်ခွဲတစ်ခုဖွင့်ခြင်းနဲ့ဒါပေမဲ့လည်းအဖိုးကချွလီဘတ်တရီအကြောင်းဘာမှမသိဘူး။အဲဒါကြောင့်အိမ်တွေကအဖိုးကတရားစားအဖိုးအိုကြီးအဖြစ် ချွလီဘတ်တရီကိုစားဖို့ထွက်လာခဲ့တာ။ဘာလို့လဲဆိုတော့အိမ်လိုဆင်းရဲတဲ့သူဖြစ်နေမှသာလူတရားရဲ့ယူရဲချက်ကိုသိနိုင်လို့ပါ။ အဖိုးကမာနာကြီးရဲ့လူတွေနဲ့စီပွားရေးမလုပ်ဘူးအိမ်နေတော့ကမကက်သားလေးကကျွန်တော်ကိုချစ်ချင်းခင်ခင်နဲ့ဆွလီဘက်တရီကိုကြေးခဲ့တယ်အဲဒါကြောင့်အဖိုးမင်းနဲ့လက်တွဲချင်ပါတယ်အဖိုးတိုင်းမဲ့မိုဟလာဆက်ဆက်ဆွလီဘက်တရီကကျွန်တော်ရဲ့ဆွလီဘက်တရီထက်ပိုအရသာရှိပါတယ်လေမိုဟလာကဆီအောင်နေတော့နေပြီးတော့သူကကျမကြီးကို ထိခိုက်စေတဲ့ထူးဆန်းတဲ့ပဝင်ပစ္စည်းအချို့ကိုပါထည့်တယ်အဖိုးသူနဲ့လက်တွဲလိုက်ရင်ချမ်းသာတဲ့လူတွေကတာလီရဲ့ဆိုင်ကိုလာစားကြမှာပါ မူကက်ဆာအဖိုးအိုရဲ့စကားကြောင့်သဘောတူညီချက်ကိုယူလိုက်ပါတယ်။အဖိုးသူကိုလိုအပ်တဲ့အရာဟာသူ့ရဲ့ customer တွေပေါ့ကျမရဲ့ queue ဆိုင်မှုပဲဖြစ်ပါတယ်။အဖိုးအိုဟာချက်ချင်းမိမူကက်စကိုတိန်နဲ့ချီတဲ့ချက်လက်မှတ်ကိုပေးလိုက်ပြီးရန်နေငယ်တွင်ပါပဲ။ချိုလီဘက်တရီဆိုင်ကြီးတစ်ခုကိုအိမ်နေရာမှာပဲဖွင့်လိုက်ပါတယ်။ရုတ်ထဲမှာရှိနေတဲ့လူတွေကပဲမူခက်ရဲ့ဆိုလီဘက်တရီဆိုင်ကြီးမှာပြေရှင်နေပါတယ်။အဲ့လိုနဲ့ပဲမူခက်ရှာဘီလီယံနာတယောက်ဖြစ်လာပြီးမွမ်လာဆက်ရဲ့ဝင်ငွေဟာ ထိုးကြသွားပါတော့တယ်။ဟုတ်ကဲ့ပါရှင်။ဇလန်လေးကိုကြားနေသက်တယ်ဆိုရင်တော့ channel လေးကို like and subscribe လေးနှိပ်ပေးခဲ့ကြပါအောင်နော်။ပရိသတ်များအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။